ပန်းထန်း၄00ခု300နားနေတာစကိုင်းတိုင်းဝက်လက်မြို့နယ်ရဲ့ရွာဆက်လက်စစ်ကြောင်းထိုးနေတဲ့စောစုကယခုနိုဝင်ဘာလစန်းတပတ်အတွင်းကျေးရွာ900ကိုမိရှုဖြည့်ဆည်းခဲ့တယ်လို့ဒေသခံသတင်းမြစ်တီကပြောပါတယ်နိုဝင်ဘာတရက်ကနေ9ရက်ထိဝက်လက်နေကကဒူးမူကြီးထုံးဘူရွာတော်ကုန်းတမကုန်းတတဦးနဲ့ငင်းတော်ရွာတွေကိုစောစုကစီးနင်းဝင်မွေဟောက်တွန်းလူရက်ပြီးနောက်နေအိမ်တွေကိုမိရှုဖြည့်ဆည်းခဲ့တာပါစောစုကအဲ့ဒီစီးနင်းလူရက်မိရှုတဲ့ကျေးရွာတွေတဲ့အထိုင်ချတဆွဲက နေစဉ်ရက်ဆက်မိရှုဖြစ်စီနေရကြောင်းပြည်သူတွေရွာထဲပြန်မဝင်နိုင်သေးပဲမိလောင်ပျက်စီးတဲ့အခြေစင်းကိုတော့မသိရသေးဘူးလို့ဒေသခံမြေပြင်ကင်းထောက်အဖွဲ့ Wildlife Information နဲ့ Network တာဝန်ရှိသူတို့ကပြောပါတယ်ဟုတ်လေအဲ့ဒီဘာကြီးအင်ဂျီဘာကြီးတော့ကျွန်တော်တို့မသိအောင်ပြာအဲဒီကတော့အများကြီးပဲဗျာလူကြီးတော့ကောင်းတဲ့ချီပြီးရတာသိကြတယ်ဗျာကျွန်တော်တို့ကျွန်တော်တို့ဒီနေဘာကြတော့ကျွန်တော်တို့ဒီဘက်တော်လိုင်းညာဆိုရပါကြီးစကန်ကိုတင်းရခါကြတော့ကျွန်တော်ဘက်ကလည်း လိုအပ်ချက်တွေကြောင့်မသိနိုင်တာရှိတယ်။အဲဒါကြောင့်သူတို့ကအင်အားတွေဖြည့်ပြီးတော့မှအဲကျွန်တော် nomination တွေလို့စာအကြောင်းမလို့ဒီဘာတွေလူစုလို့ကျွန်တော်ဆက်ဆောင်ရတယ်။လူစုဘာမှဆက်ချက်လောက်ဆက်ဆောင်နေရတယ်ဗျ။ဝက်လက်နဲ့အနောက်ချမ်းစကိုင်းရှူဖို့ကားလန်းပေါ်ကလမ်းဆောင်အချက်ချနေရဖြစ်တဲ့ရွာသားကြီးရွာထဲမှာစကိုင်းမျိုးအခြေဆိုင်တက်မ33ခေါ် အမှတ်33ချင်းမြန်တမဌာနချုပ်ကမြောက်လိုက်တစ္ဆာကံစေအုပ်စုရာနဲ့ချီအထိုင်ကျတဆွဲနေပြီးအဲ့ဒီစေအုပ်စုကဂျွာသားကြီးအနီဝန်းကျင်ကျေးရွာတွေကိုစီးနင်းလူရဲ့မိရှို့နေတာပါပြီးခဲ့တဲ့အော်တိုဘာလဂုံပိုင်းကဂျွာသားကြီးအနီတိုက်ပွဲဖြစ်ပြီးနောက်စေအုပ်စုကရဲဟရင်ဂျန်ယိုကော်ပိုရာတွေအုံပြုကဂျွာသားကြီးရွာတဲ့အင်အားဖြည့်ပြီးနောက်အခုလိုဂျွာစန်လက်စစ်ကြောင်းထိုးစီးနင်းလူရဲ့မိရှို့တာတွေကျူးလွန်နေတာလို့ဒေသခံတွေကပြောပါတယ် တချိန်တည်းမှာပဲစိုးစုကကြေးရွာတွေကိုဆင်းနှင်းချိန်ဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးခိုးရပါပစ္စည်းတဲခိုင်းတာဒဇာကန်လူသားတိုင်းကအဖြစ်အသုံးချတာတွေလည်းကျူးလွန်နေပြီးနိုဝင်ဘာ3ရက်ကမော်ဂရီရွာကိုဆင်းနှင်းချိန်ဒေသခံ40ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားခါလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာစိုးစုရန်ကြောင့်ရွာသားကြီးထုံးဘူတဒတ်ဦးတမကုံရွာတော်ကုံဥတီကုံအုပ်ဖို့ကုံကြီးကန်တောင်ရွာနဲ့မြောက်ရွာလှတော် လဲဦးကြီးကုံနှံကြီးကုံရွှေသာရမတော်ကုတ်ကိုစုငပြောတော်တကောင်းတောင်ဂရုစတဲ့ဝက်လက်နယ်ကြီးရွာဆက်ရှိရွာကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ငလင်းလုတ်ခတ်ပြီးတလားမပြည့်မီအေဘီလာကစလို့အစိုးစုကဝက်လက်နယ်တဲ့ ရွာစဉ်ပတ်ဝန်းစကြောင်းထိုးလူသက်ကလူရက်မိရှုနေတာဖြစ်ပြီးလက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းတဲ့အနေနဲ့အချိန်မြင့်စကြောင်းထိုးမိရှုနေကစကိုင်းရွှေဘူလမ်းမိုင်းကိုအပြေးဝထိန်ချုပ်နိုင်ဖို့ကြိုးစားနေရလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။